ယူကရိန်းနိုင်ငံထက်မှမလေးရှားလေကြောင်းလိုင်းကလေရင်ပစ်ချခံရမှုဟာရုရှားနိုင်ငံလုံးမြေပြင်ကနေဝင်ဟင်ပစ်တဲ့ဒုံးကျည်ကိုအသုံးပြုခဲ့တယ်လို့ယူဆရတယ်။အ धिक မတင်ကားပွဲလက်နက်ဖြစ်နေတယ်လို့သုံးသက်သူတွေကဇူလိုင်လ18ရက်နေ့မှာပြောကြားခဲ့ပါတယ်။ အဲ့ဒီဒုံးကြီးကို1990ပြည့်လွန်နှစ်တွေအတွင်းကလေရင်ပြန်တွေရဟတ်ယင်တွေ cruise ဒုံးကြီးတွေနဲ့မောင်းသူမဲ့လေရင်တွေကိုပစ်ချဖို့အတွက်ထုတ်လုပ်ခဲ့တာဖြစ်ပြီး Ukraine နဲ့ Russia တို့မှာကျယ်ပြန့်စွာဆက်လက်အသုံးပြုနေဆဲဖြစ်တယ်လို့သိရပါတယ်။မလေးရှားလေကြောင်းလိုက်လေရင်မပြတ်ကြမီနိုင်အနေငယ်အလို့ကတော့ Russia ကလူလာတဲ့ Ukraine သဘုံတွေက back ဒုံးကြီးအမြောက်များကိုတင်ဆက်ရမိထားတယ်လို့ကြေညာခဲ့ပါတယ်။ရေဒါကနေတစင်ထိန်းချုပ်ပစ်ခတ်လို့ရတဲ့အဆိုပါဒုံးကြီးဟာ ပေပေါင်း9200အမြင့်မှာပြန်တန်းနေတဲ့အရာကိုပြစ်ချနိုင်ပြီး MH17 လေယာဉ်ပြန်တန်းခဲ့တဲ့ပေပေါင်း3300အမြင့်ရဲ့နှစ်ဆခန့်ထိရောက်နိုင်တယ်လို့သိရပါတယ်။ဒါ့အပြင်အဆိုပါဒုံးကြီးရဲ့သွားနှုန်းဟာအတန်သွားနှုန်းထက်၃ဆမြန်ပြီးပေါက်ကွဲစေတတ်တဲ့အရာ80ကီလိုဂရမ်ပါဝင်ပါတယ်။ကုလသမဂ္ဂဆိုင်ရာအမေရိကန်အထူးတန်တမန်စမန်တာပါဝါကတော့လေယာဉ်ကိုပြစ်ချရမှာအသုံးပြုခဲ့တဲ့ဒုံးကြီးဟာ SA-11 ဖြစ်နိုင်တယ်လို့ပြောကြားထားပြီးအဲ့ဒီဒုံးကြီးကိုအမေရိကန်ကပိတ်ဆို့မှုတွေပြုလုပ်ဖို့ပြစ်မှတ်ထားတဲ့ ူလီယန်နော့ဖ်ရှိရုရှားလက်နက်ကုမ္ပဏီတစ်ခုကထုတ်လုပ်တာဖြစ်တယ်လို့သိရပါတယ်။ပြတ်ကျသွားခဲ့တဲ့မလေးရှားလေယာဉ်မှာမလေးရှားဝင်ကြီးချုပ်အဖိုးရဲ့ဒုတိယဇနီးလည်းလိုက်ပါသွားခဲ့တယ်လို့သိရပါတယ်။ဒါအပြင်သတင်းတွေမှာဖော်ပြခဲ့တဲ့ကဘာလုံးဆိုင်ရာ AIDS conference ကိုတက်ရောက်မဲ့ထိတ်တန်းကိုယ်စားလှယ်ဥယျာဉ်တရားကြောပါသွားခဲ့တာမဟုတ်ပဲကိုယ်စားလှယ်6ဦးသာလိုက်ပါသွားခဲ့တာဖြစ်ပါတယ်။ မလေးရှားဝန်ကြီးချုပ်ကလေရင်ပြတ်ကျမှုကိုစုံစမ်းစစ်ဆေးခွင့်ပြုဖို့မြစ်တာရက်ခံပြီးနောက်လေရင်မတော်တဆမှုစုံစမ်းစစ်ဆေးရေးကျင်းပသူနှစ်ဦးနဲ့အခြားသူတွေပါဝင်တဲ့မလေးရှားစုံစမ်းစစ်ဆေးရေးအဖွဲ့ဟာဇူလိုင်လ19ရက်နေ့ကကိမြို့ကိုရောက်ရှိလာပြီးဖြစ်တယ်လို့သိရပါတယ်။